ပရိသတ်တွေအားလုံးပဲမင်္ဂလာပါခင်ဗျာ key to health program ကနေကြိုဆိုလိုက်ပါတယ်။ကျမပြောရှင်းတဲ့ဘဝတစ်ခုအတွက်အဓိကကြတဲ့အရာတစ်ခုကတော့အစာအာဟာရမျှတစွာစားသုံးခြင်းပါပဲ။ဒီနေ့ဗီဒီယိုမှာတော့အစာအာဟာရမျှတစွာဘယ်လိုစားသုံးရမလဲဆိုတဲ့အခြေခံအချက်တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။အာဟာရဓာတ်6မျိုးအကြောင်းနဲ့ ဓာတ်တမျိုးစီရဲ့အာဟာရမျှတစွာစားသုံးခြင်းအရေးပါပုံအကျိုးကျေးဇူးစတဲ့အကြောင်းကိုဆက်ဆက်ပြီးအခန်းကဏ္ဍတွေအားလုံးကိုကြည်ကြဲပြန့်ပြန့်ဆွေးနွေးသွားမှာဖြစ်ပါတယ်။အာဟာရဓာတ်6မျိုးကက်စီဒက်ကာဘိုဟိုက်ဒရိတ်ဓာတ်ဥပေဒအရကာဗွန်ဟိုက်ဒရိုဂျင်နဲ့အောက်ဆီဂျင်တို့ပေါင်းစပ်ပါဝင်တဲ့ဓာတ်ပေါင်းတစ်မျိုးဖြစ်ပါတယ်။ခန္ဓာကိုယ်အတွက်လုံဆောင်ချက်ကတော့အဓိကစွမ်းရင်အရင်းမြစ်ရရှိတာဖြစ်ပါတယ်။ကက်စီဒက်အမျိုးအစားများရိုးရိုးကက်စီဒက်စင်ပယ်ကာဘိုဟိုက်ဒရိတ်ဖွဲ့စည်းပုံ တခြား molecule တစ်ခုလည်းဒါမှမဟုတ်နှစ်ခုပါဝင်ပါတယ်။ဥပမာတွေအနေနဲ့တခြားပြားရည်၊နှုတ်၊တတိတွေ၊တတိဖြော်ရည်တွေတက်ရောက်မှုကတော့ခန္ဓာကိုယ်ရဲ့မြ мян ဆုပ်ယူပြီးစွမ်းအင်အမြန်ထုတ်ပေးပါတယ်။ရှုပ်ထွေးကဆီဒတ် complex carbohydrate ဖွဲ့စည်းပုံအနေနဲ့တခြား molecule များစွာဆက်ဆက်နေပါတယ်။ဥပမာတွေကတော့ဆန်လုံးညုံ၊ဂျုံချန်းပဲမျိုးမျိုး အာလူကစုံဥ ပါမုံညိုလို့ဖြစ်ပါတယ်။တက်ရောက်မှုကတော့ခန္ဓာကိုယ်ရဲ့ဖြည်းဖြည်းချင်းစုပ်ယူပြီးစွမ်းအင်ကြာရှည်ထုတ်ပေးပါတယ်။ကစီတက်ရဲ့အရေးပါမှုများစွမ်းအင်ထုတ်လို့ရေးအုံနောက်လုပ်ငန်းဆောင်တာတွေအတွက်အထူးစွမ်းအင်အရင်းအမြစ်ကိုယ်လက်လှုပ်ရှားမှုအတွက်လိုအပ်တဲ့စွမ်းအင်အစာချေစနစ်အမြင့်တက်ပါဝင်တဲ့ကစီတက်တွေကအစာချေလမ်းကြောင်းကျန်းမာရေးကို အထောက်အပံ့ပြုပါတယ်။အာယုံကျော်စနစ်အုံနောက်နဲ့အာယုံကျော်များပုံမှန်လှုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ကျမ်းမာရေးနဲ့ညီညွတ်တဲ့ကစီတက်ရွေးချယ်နေရွေးချယ်တဲ့အစားစာတွေကတော့ဆန်လုံးညိုဂျုံချန်းပဲမျိုးမျိုး ကစုံဥတက်သေးတွေဟင်းသီးဟင်းရွက်တို့ဖြစ်ပြီးရှောင်းကျင်တဲ့အစားစာတွေကတော့တကြားတွေ အချိုရည်တွေဖြူစွတ်စွတ်ပါမုံကိတ်မုံဘစ်ကတ်ပြုပြင်ထားတဲ့အတင်စားအစားစာတွေဖြစ်ပါတယ်။နေ့စဉ်လိုအပ်တဲ့ပမာဏကစီတက်ကိုနေ့စဉ်စားသုံးမှုရဲ့55ကနေ65ရာခိုင်နှုန်းကအထိစားသုံးတင်ပါတယ်။ ဒါပေမဲ့ရိုးရိုးကစီတက်ထက်ရှုပ်ထွေးကစီတက်ကို ပိုမိုရွေးချယ်စားသုံးဖို့တော့အရေးကြီးပါတယ်။ပရိုတင်းတက်ပရိုတင်းဟာခန္ဓာကိုယ်အတွက်အဆောက်အဦတည်ဆောက်သူလို့သင်စားရမယ့်တက်တခုပါ။အခြေခံဖွဲ့စည်းမှုကတော့ amino acid ဆိုတဲ့သိငယ်တဲ့မော်လီကျူးတွေနဲ့ဖွဲ့စည်းထားတဲ့ drug ပေါင်းကြီးဖြစ်ပါတယ်။ပရိုတင်းတက်ရဲ့အဓိကလုပ်ငန်းဆောင်တာများခန္ဓာကိုယ်တည်ဆောက်ရေးကြွက်သားတွေတည်ဆောက်ခြင်းနဲ့ပြုပြင်ခြင်းအရေးပြစပင်း လက်သေးတွေကြီးထွားရေးအရိုးတွေတက်မာစေရေးဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာအင်ဇိုင်းတွေ ထုတ်လုပ်ဖို့ဟော်မုန်းတွေထုတ်လုပ်ဖို့ခုခံအားစနစ်မြင့်တင်ဖို့တို့အတွက်လိုအပ်ပါတယ်။တည်ဆောင်ရေးဟီမိုဂလိုဘင်ကတဆင့်အောက်ဆီဂျင်တည်ဆောင်ခြင်းအာဟာရဓာတ်တွေခန္ဓာကိုယ်တလျှောက်ဖြန့်ဝေခြင်းတို့အတွက်လိုအပ်ပါတယ်။ပရိုတင်းဓာတ်အမျိုးအစားများသရိစံထွက်ပရိုတင်းအသားဝက်စိတ်အမဲကြက်သားဘဲသားငါးနဲ့ပင်လယ်စား နှုတ်ထွက်ပစ္စည်းများနှုတ်တိန်ချင်း cheese ဥအမျိုးမျိုးလိုဖြစ်ပါတယ်အပင်ထွက်ပရိုတိန်းပဲအမျိုးမျိုးပဲစင်းကုန်ကလပဲမတ်ပဲအခွန်မာသီးတွေကတော့ဘာဒန်စေတကြသည်ဂျုံချန်းဆန်လုံးမျိုးလိုဖြစ်ပါတယ်နေ့စဉ်လိုအပ်တဲ့ပမာဏပုံမှန်လူတစ်ယောက်အတွက်တစ်နေ့ကိုကိုယ်လေးချိန်1ကီလိုဂရမ်ကို3.8ဂရမ်ကနေ3.2ဂရမ်အထိလိုအပ်ပါတယ်လှုပ်ရှားမှုလိုက်လိုအပ်ချက် တာမန်လူအတွက်338ဂရမ်ကီလိုဂရမ်ကိုကာယလေ့ကျင့်သူအတွက်1.2သမ2ကနေ1.9ဂရမ်ဒါမှမဟုတ် ကီလိုဂရမ်ကြီးထွားဖွံ့ဖြိုးဆဲကလေးငယ်တွေအတွက်1.5ဂရမ်ဒါမှမဟုတ်ကီလိုဂရမ်ကြမ်းပိုင်နဲ့ညင်ညွတ်တဲ့ပရိုတင်းရွေးချယ်နည်းများအကြံပြုချက်တွေအနေနဲ့ကတော့ကြက်ရင်ပုံသားအစီနဲ့ပရိုတင်းတွေငါအိုမီဂါ3ပါဝင်ပါတယ်ပယ်မျိုးမျိုးအမြင့်တက်ကျွေးဝပါတယ်အစီထုတ်ထားတဲ့နှုတ်ထွက်ပစ္စည်းတွေလို့ဖြစ်ပြီး သတိထားဖို့အချက်ကတော့အစီများတဲ့အသားတွေပြုပြင်ထားတဲ့အသားတွေကိုရှောင်ကျဉ်သင်ပါတယ်။အစီဓာတ်အစီဓာတ်ဆိုတာကျန်းမာရေးအတွက်ရန်သူမဟုတ်ပါဘူး။မိတ်ဆွေဖြစ်ဖို့လိုတဲ့တက်တမျိုးပါ။အစီဓာတ်ဆိုတာဓာတုဗေဒအရ cholesterol နဲ့ fatty acid တို့ပေါင်းစပ်ထားတာဖြစ်ပြီးစွမ်းအင်တိုလောင်မှုအနေနဲ့1 gram ကို6 calorie ပါဝင်ပါတယ်။ခန္ဓာကိုယ်လုပ်ငန်းဆောင်တာတွေအတွက်မရှိမဖြစ်အရေးပါတဲ့တက်တမျိုးလည်းဖြစ်ပါတယ်။ အစီတက်ရဲ့အဓိကလုပ်ငန်းဆောင်တာများစွမ်းအင်တူလောင်ခြင်းကြာရှည်စွမ်းအင်အရင်ကစီတက်ထက်နှစ်ဆပိုတူလောင်နိုင်ပါတယ်အရေးပေါ်စွမ်းအင်အရင်မြင့်အနေနဲ့ဆာလောင်မှု ကာလမှာအသုံးပြုပါတယ်ကာကွယ်ရေးအရိုးတွေကိုချောစီပေးခြင်း အင်္ဂါအစိပ်အပိုင်းတွေကိုကာကွယ်ခြင်းခန္ဓာကိုယ်အပူချိန်ထိန်းချိန်တို့ဖြစ်ပါတယ်အာဟာရဆုပ်ယူမှု ဗီတာမင် ADEK တို့စုပ်ယူမှုကိုအကူအညီပေးပြီးအဆီဓာတ်ပါမှဗီတာမင်တွေထိထိရောက်ရောက်အသုံးချနိုင်ပါတယ်။အဆီဓာတ်အမျိုးအစားများကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေအနေနဲ့မပြည့်ဝစီများတန်လွင်စီနှလုံးကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ထောပတိဗီတာမင်နဲ့တတ်တူတက်ကျွေးဝပါတယ်။အခွန်မာသီးများဗာဒန်စိတ်တကြားသီးအဆိတ်အဆန်များနေကြာစိတ်ဖယုံစိတ်ငါးကြီးစီအိုမီဂါ3ဖက်တီအက်ဆစ်ကျွေးဝပါတယ်။ Omega 3 fatty acid ဆယ်မုံကတူနာကအခွန်မာသည့်များပင်လယ်စာများနှလုံးကျန်းမာရေးနဲ့အုံနောက်ဖွံ့ဖြိုးမှုအတွက်အထူးကောင်းမွန်ပြီးကျန်းမာရေးအတွက်မကောင်းတဲ့အစီတွေကတော့ပြေဝစီတွေနှုတ်ထွက်ပစ္စည်းတွေဥပမာအနေနဲ့ထောဘတ် cheese အနီအောင်အသားတွေအမဲသားဝတ်သားသူတို့ကိုတော့အနေငယ်ပဲစားသုံးသင့်ပါတယ်ပြည့်ပြင်ထားတဲ့အစားအစာတွေအနေနဲ့ကိတ်မုံဘစ်စကွတ်ကြော်ထားတဲ့အစားအစာတွေအာလူးကျော်ကြက်ကျော်တို့ကိုတော့လုံးဝရှောင်ကျဉ်သင့်ပါတယ် နေ့စဉ်လိုအပ်တဲ့ပမာဏကျမ်းမာရေးနဲ့ညီညွတ်တဲ့လူကြီးတယောက်အတွက်တစ်နှစ်တာကယ်လိုရီရဲ့20ရာခိုင်နှုန်းကနေ35ရာခိုင်နှုန်းကိုအစီတက်ကနေရရှိတင်ပါတယ်။အချိုးအစားချန်ပြူချက်အနေနဲ့မပြည့်ဝစီဟာ80ကနေ90ရာခိုင်နှုန်းပြည့်ဝစီကတော့30ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းထက်မပိုတင်ပါဘူး။ကျမ်းမာရေးနဲ့ညီညွတ်ပြီးအစီရွေးချယ်နီးစားသုံးတဲ့အစားအစာများတန်လွင်စီထောပတ်တီအခွန်မာသီးတွေဆယ်မွန်ကား ရှောင်ကျင်တဲ့အစားအစာတွေကတော့အသင်စားကြော်အစားအစာများပြုပြင်ထားတဲ့မုံပဲသေးစာတွေမာဂျရိန်နဲ့အတုထောဘတ်တွေလို့ဖြစ်ပါတယ်ဗီတာမင်ဓာတ်များခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေကိုထိန်းချုပ်ထားတဲ့ဗီတာမင်ဓာတ်တွေအကြောင်းကိုဆက်လက်ပြောပြသွားပါမယ်ဗီတာမင်ဓာတ်ဆိုတာခန္ဓာကိုယ်ကြီးထွားမှုဖွံ့ဖြိုးမှုနဲ့ဇီဝရုပ်ဖြစ်ပျက်မှုအတွက်လိုအပ်တဲ့ organic ဓာတ်ပေါင်းဖြစ်ပြီးပမာဏအနေနဲ့အနည်းငယ်သာလိုအပ်ပေမဲ့အရေးကြီးတဲ့ဓာတ်ဖြစ်ပါတယ် ရင်းမြစ်အနေနဲ့ကတော့အစားအစာတွေကနေအထူးကရရှိနိုင်တာပါဗီတာမင်ဓာတ်များအမျိုးအစားရေမှာပျော်ဝင်တဲ့ဗီတာမင်ဓာတ်များဗီတာမင် B အုပ်စုဗီတာမင် C အစီမှာပျော်ဝင်တဲ့ဗီတာမင်တွေဗီတာမင် ADEK ဗီတာမင် B1 လုံဆောင်ချက်အနေနဲ့စွမ်းရင်ထုတ်လို့ရအာယုံကျော်စနစ်ကောင်းမှုန်ပြီးအရင်းမြစ်အနေနဲ့စံကြုံပဲဝတ်သားလို့ကလည်းရရှိပါတယ် ဗီတာမင် B2 ရဲ့လှုပ်ဆောင်ချက်ကတော့ cell ကြီးထွားမှု၊စွမ်းအင်ထုတ်လုပ်မှုအတွက်ဖြစ်ပြီးအရင်းမြစ်အနေနဲ့ no u အစိမ်းအောင်ဟင်းဒီဟင်းရွက်တို့ကရရှိပါတယ်။ဗီတာမင် B3 ရဲ့လှုပ်ဆောင်ချက်အနေနဲ့ကတော့အစာခြေစနစ်၊အာရုံကြောစနစ်အတွက်ဖြစ်ပြီးအရင်းမြစ်အနေနဲ့ကြက်သား၊ငါ၊မှိုးတို့ကလည်းရရှိပါတယ်။ဗီတာမင် B6 ရဲ့လှုပ်ဆောင်ချက်ကတော့ protein စီဝါရုပ်ဖြစ်ပျက်မှု၊သွေးနီအူထုတ်လုပ်မှုအရေးအတွက်ဖြစ်ပြီးအရင်းမြစ်အနေနဲ့ ကြက်သားငားနဲ့အာလူးတို့ကနေရရှိပါတယ်။ဗီတာမင် B12 ကတော့တွေးနေဦးထုတ်လို့မှုအာယုံကျောစနစ်အတွက်ဖြစ်ပြီးအရင်းမြစ်အနေနဲ့အသားငားနဲ့နှုတ်ထွက်ပစ္စည်းတို့ကနေရရှိပါတယ်။ဗီတာမင် C ရဲ့လှုပ်ဆောင်ချက်ခုခံအားစနစ်ကောလာဂျင်ထုတ်လို့မှုအတွက်ဖြစ်ပြီးအရင်းမြစ်အနေနဲ့လိမ္မော်သည်တံမြာသည်စတော်ဘယ်ရီတို့ကနေရရှိပါတယ်။အစီမပျော်ဝင်တဲ့ဗီတာမင်တွေနံပါတ်1ဗီတာမင် A လှုပ်ဆောင်ချက် အမြင့်အာယုံအေးပြားကျမ်းမာရေးအတွက်ဖြစ်ပြီးအရင်မြင့်အနေနဲ့မုံလာဥနီကစုံဥဟင်းနုံွယ်တို့ကနေရရှိပါတယ်။နံပါတ်1ဗီတာမင် D လုံဆောင်ချက်အရိုးကျန်းမာရေးကယ်ဆီယမ်စုပ်ယူမှုအတွက်ဖြစ်ပြီးအရင်မြင့်အနေနဲ့နေအောင်ကြီးငားနဲ့ဥတို့ကနေရရှိပါတယ်။တတူတံများတတူတက်တွေဟာကျွန်တော်တို့ရဲ့အရိုးတွေသွေးတွေအာယုံကြောတွေအတွက်မရှိမဖြစ်လိုအပ်တဲ့တက်တမျိုးပါ။ အကြီးစားတတုတက်တွေနဲ့အသေးစားတတုတက်တွေဆိုပြီးတတုတက်တွေကိုအမျိုးအစားခွဲခြားထားပါတယ်။ရေအာဟာရတဲ့6မျိုးတွေကနောက်ဆုံး2မျိုးဖြစ်တဲ့ရေတဲ့အကြောင်းကိုဆက်လက်ပြောပြသွားပါမယ်။ရေဟာလူခန္ဓာကိုယ်ရဲ့60ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းအထိပါဝင်ပြီးတက်ရှိအလုံးရဲ့အသက်ရှင်ရေးအခြေခံဖြစ်ပါတယ်။ဒီအကြောင်းအရာတွေကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ UNICEF စောင်းပါးတွေကနေပြီး ကိုးကားထားတာဖြစ်ပါတယ်။ ောက်တစ်ပတ်မှာလည်းကျွန်တော်တို့ K2 Hat အစီအစဉ်ကနေအမျိုးသမီးကလေးတွေနဲ့ပတ်သက်တဲ့ကျမ်းမာရေးနဲ့ဘူးတူးတာရစေမဲ့အကြောင်းအရာတွေအလှအပနဲ့ပတ်သက်တဲ့နည်းလမ်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အပတ်စဉ်တနင်္လာနေ့တိုင်းဆောင်မြောကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာသတင်းတွေ